မင်္ဂလာပါ series for you ကနေပြီးတော့ပြန်လဲကြိုးစို့ပါရီ series for your ပြည်သက်များအတွက်ဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်ကားကတော့ The Last of Us season 2ရဲ့ episode 3ပဲဖြစ်ပါရီ episode 2မှာတော့အဘီရဲ့ကလစားချီတက်ဖြတ်ချင်းကိုခံလိုက်ရကြောင်းမလို့ဂျိုးကတီးဆုံးခဲ့ရပြီးတော့အခုတင်ဆက်ပေးမယ့်အပိုင်း3ကနေပြီးတော့စတင်ကအဓိကဇက်ဆောင်အနေနဲ့မင်းသမီးဘယ်လာရမ်စီကတေးဥဆောင်ပေးထားတာကိုမြင်တွေ့ရမှာဖြစ်ပါရီအဲ့တော့စဉ်းသစ်ဖြစ်ပြီဆိုလို့ရှိရင် The Last of Us ရဲ့ season 2 episode 3 the part ကိုစတင်လိုက်ကြပါစို့လားဂျိုးကတော့ Siri for you ကပေးနိုင်တင်ဆက်နေသူရှိန်းသူပဲဖြစ်ပါရီ။ ဝိုင်မင်းမြို့ရဲ့တနီယာမှာအပြည့်ရလက်စားခြေချက်ကြောင့်မလို့တေဆုံးသွားပြီဖြစ်တဲ့ဂျိုးရဲ့ခန္ဓာကိုယ်ကိုအမျိုးသမီးတယောက်ကတန်ရှင်းလုပ်ပေးနေပါတယ်။ခဏနေတော့တွမ်မီလည်းဝင်လာခဲ့ပြီးတော့အမျိုးသမီးစီကအဝတ်ကိုယူကဂျိုးရဲ့အလောင်းဘေးနားမှာထိုင်ရင်ငိုကြွေးနေခဲ့ပါတယ်။တချိန်တည်းမှာပဲမြို့ကိုမှုကောင်တွေကလာပြီးတော့တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်မလို့ဒဏ်ရာရထားတဲ့မြို့သူမြို့သားတွေကိုဒုနာပြူတွေကပြုစုကူတာပေးနေခဲ့ရပါတယ်။အကူတာခံရသူတွေထဲမှာအဲဒီတယောက်လည်းပါဝင်နေခဲ့ပါတယ်။အဲလီယာသတိမေးနေရာကနေပြီးတော့ရုတ်တရက်လန်နိုးလာခဲ့ပြီးရဲ့နောက် သွေးမျက်စီထဲမှာအဘီယာဂျိုထိုးတက်လိုက်ပုံကိုမြင်အောင်ပြီးတော့အလံတရားအော်လိုက်ပါရီဝါမင်းမျိုးကိုမိုးကောင်းနေဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက်မျိုးရဲ့ပြန်လဲထူတောင်ကြီးကိုတွမီနဲ့ဂျက်စီတို့ကဥဆောင်ပြီးတော့လုံနေရပါရီဂျက်စီကပို့ပြီးတော့တန်မာရာကြောင့်တွမီကသူ့လုံနေရတဲ့အလုပ်တွေကိုလွှဲပေးလိုက်ပါရီတပတ်မှာတော့ဒဏ်ရာရထားတဲ့အီလီကလိုအပ်တဲ့စစ်ဆေးမှုတွေကိုခံယူနေရပါရီဆရာဝင်ကလိုအပ်တဲ့နာကျင်မှုစမ်းသပ်ချက်စိတ်စမ်းသပ်ချက်တွေကိုလုံဆောင်ပြီးတဲ့နောက်မှာတော့စိတ်ကျန်းမာရေးဆရာဝင်ဂေးလ်နဲ့တွေ့ဆုံခိုင်းပါရီ ဂေးလ်ကအဲလီနဲ့ဂျိုးနောက်ဆုံးတွေ့ခဲ့တဲ့နှစ်တကူညအကြောင်းပြန်မေးပါရီအဲလီကတော့အိညာဂျိုးနှုတ်ဆက်ခဲ့တဲ့ပေမဲ့ဘာကြောင့်မှမသိမနှုတ်ဆက်ခဲ့ပေနဲ့ဝင်သွားခဲ့တဲ့အကြောင်းပြောလိုက်တယ်လို့ဂျိုးကလည်းသူ့အတွက်အရေးကြီးတဲ့လူတစ်ယောက်ဆိုတော့လည်းဝန်ခံလိုက်ပါရီဂေးလ်ကလိုအပ်တဲ့စိတ်ကြမ်းမာရေးစစ်ဆေးမှုတွေလုပ်ပြီးရခါမှာတော့အဲလီရဲ့စိတ်ကြမ်းမာရေးကလုံးဝကောင်းမွန်ကြောင်းအာမခံလိုက်ပြီးအပြင်ကိုထွက်ခွင့်ပေးလိုက်ပါရီဂေးလ်နဲ့တွေ့ဆုံပြီးတဲ့နောက်မှာတော့အဲလီကဂျိုးရဲ့အိမ်ကိုပြန်လာခဲ့ပြီးအိမ်ဝင်ဝမှာတော့မြို့သူမြို့သားတွေကဝန်နေချင်းအထိမ့်မဲ့ပန်းစည်းလေးတွေခြားပေးထားကြပါရီ ဂျိုးမရှိရောလို့တိတ်ဆိတ်နေတဲ့အိမ်ထဲကိုအယ်လီကဖြေးဖြေးချင်းဝင်လာခဲ့ပါတယ်ဂျိုးရဲ့လက်မှုအမှုပညာဇီးကွက်ရုပ်လေးတွေပါဝင်အိမ်ထဲမှာရှိတဲ့နေရာတော်တော်များများကိုလိုက်ကြည့်ရင်ဂျိုးရဲ့တစ်တာတစ်ခုကိုတွေ့ရကြောင်းဖွင့်ကြည့်လိုက်တဲ့အခါမှာဂျိုးပတ်နေကြနာရီကိုတွေ့လိုက်ရတယ်လို့နာရီအောက်ကအဝတ်စရဲမှလည်းပစ္စတိုတစ်လက်ကိုတွေ့လိုက်ရကြောင်းမလို့တစ်ခုခုပြန်လဲစဉ်းစားမိပြီးတနက်ကိုယူလိုက်တယ်လို့ဗီဒီယိုထဲမှာချိန်ထားတဲ့ဂျိုးရဲ့အင်ဂျီတွေကိုကိုင်းနေတတိယရစိတ်နဲ့ငိုနေခဲ့ပါတယ်အဲဒီအချိန်မှာပဲဒီနာရောက်လာပြီးတော့အဲလီအတွက်ကူကီးလှုပ်လာတဲ့အကြောင်းပြောရင်းနဲ့ ငင်းကြိုင်ကန်လာဖို့အတွက်ကြိုးပြီးတော့လက်ဆောင်ပေးတာလို့လည်းပြောပြလိုက်ပါတယ်။ဈေးဥမာအဲလီမေးခဲ့တဲ့ဂျိုးအသက်ခံခဲ့ရတဲ့နေ့တုန်းကအကြောင်းဘာမှမသိဘူးဆိုပြီးပြောခဲ့တာကလိန်ပြောခဲ့တာဖြစ်တယ်လို့ဂျိုးကိုတက်သွားတဲ့အဖွဲတွေကလူရဲ့နာမည်ကိုသိနေခဲ့တယ်လို့ရှင်းပြလိုက်ပါတယ်။သွေးပူနေတုန်းပြောလိုက်မယ်ဆိုရင်အဲလီပါအသက်ခံလိုက်ရမှာအသေးစားဖြစ်နေရကြောင်းဒီနာကမပြောခဲ့တာပါ။အဲလီကတော့ရန်သူတွေနဲ့အဝေးကိုရောက်သွားပြီဖြစ်လို့စိတ်ဆိုးနေခဲ့ပေမယ့်ဒီနာကငိမ့်ချိုင်းကိုကီးကိုကျွေးလိုက်ပြီးတော့အိညာဂျိုးကိုတက်သွားတဲ့အဘီပါဝင်တခြားလူရဲ့နာမည်တွေနဲ့ပုံစံတွေကိုပြောပြလိုက်ပါတယ် ဲ့နောက်အဘီရိုဖွဲကလူတယောက်စီမှာသူတွေးလိုက်ရတဲ့ဝါရှင်တန်လွတ်လပ်ရေးတဦး WLF ရဲ့တစိ့ပုံကိုစာရွက်ပေါ်မှာဆွဲလိုက်ရင်ဒီဖွဲကစီရာတဲ့အပြင်ကတက်ဖြစ်သလိုဖက်ဒရယ်တပ်ဖွဲ့တွေကိုပြန်လည်တိုက်ခိုက်နေတဲ့အဖွဲ့ငယ်တခုဖြစ်ကြောင်းကိုလည်းအဲ့လီကိုပြောပြလိုက်ပါတယ်။အလီနဲ့ဒီနာတို့ကတွမ်းမီစီကိုသွားပြီးသူတို့တည်သည့်မြတဲ့တင်းတွေကိုပြောပြရင် WLF အဖွဲ့ကိုသွားတိုက်ချင်တယ်လို့ခွင်တောင်းလိုက်ပေမဲ့မိုးကောင်တွေကြောင့်မလို့ပျက်စီးသွားတဲ့မြို့ကိုဦးစားပေးပြန်လည်ပြင်ဆင်ရမှာဖြစ်လို့စဉ်းစားပေးမယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ် အဲ့ဒီတော့တွမ်မိနေရာမှာဂျိုးသာဖြစ်နေခဲ့ရင်ချက်ချင်းတိုက်ခိုက်နေတော့ပြီလို့ဇဂနာထိုးလိုက်ပေမယ့်တွမ်မိကတော့သူ့အနေနဲ့အဲ့လိုလှုပ်ချင်ပေမဲ့လေတီချာစဉ်းစားဖို့လိုအပ်တယ်လို့အဲ့ဒီအနေနဲ့လေတစုတို့မလှုပ်ဖို့တားလိုက်ရင်ကောင်းစီအစည်းအဝေးလုပ်ပြီးမှသာမြို့ကလူလူရဲ့ဆုံးဖြတ်ချက်ကိုခံယူမယ်လို့ရှင်းပြလိုက်ပါရီတောဦးတနေရာထဲမှာတော့မျက်နှာမှာဒဏ်ရာတွေဆွဲချစ်ထားတဲ့လူတွေကကလေးငယ်တွေကိုခေါ်ပြီးတော့ခီးသွားနေကြတာရှေးဘေးကင်းရနေခီဦးသိန်းမုတ်ကအန်ရယ်ကင်းကြောင်းအချက်ပြနေပါရီ အောက်စုရဲ့ကလေးမလေးတယောက်ကတော့အဲ့ဒီအချက်ပေးခရာမှုတ်တန်အကြောင်းသူနဲ့တူတူပါလာတဲ့လူကိုပြောပြလိုက်ပါတယ်ကလေးမလေးဟာသူတို့သွားမယ့်နေရာအကြောင်းခေါ်လာခဲ့တဲ့လူကိုမေးပေမဲ့မသိဘူးလို့ပြန်ပြေလိုက်ပါတယ်ဘရိုအီအကြောင်းကိုကလေးမလေးကထပ်ပြီးတော့မေးနေခဲ့တာအကြောင်းမလို့ဘရိုအီတည်ဆုံးခဲ့တာ၁၀နှစ်ကျော်ရှိပြီဖြစ်တယ်လို့ကလေးမလေးထင်နေတယ်လို့မော်စွမ်းရှိတာမဟုတ်ပဲတခြားသူတွေမမြင်တဲ့အမှန်တရားကိုမြင်ပြီးတော့ပြန်လည်မျှဝေတာတသက်ပဲလို့ရှင်းပြလိုက်ရင်သူ့ရဲ့ခါမှရှိတဲ့တူတလက်ကိုဖြုတ်ပေးလိုက်ပါတယ်ကလေးမလေးကတူကိုကင်ကြည့်ပြီးတဲ့နောက်မှာတော့တတိယပိုရှိလာကြောင်းပြောလိုက်တာကြောင့် မမြင်ရတဲ့အရာတွေထက်မြင်ရတဲ့အရာတွေကလက်တွေမှာပိုပြီးအသုံးဝင်ကြအောင်ပြောလိုက်ပါရီအဲဒီချိန်မှာပဲကင်းသမားစီကနေအန်ရရှိကြောင်အချက်ပေးတန်ကြောင်မလို့အုပ်စုထဲမှာပါသမျှလူအားလုံးကလမ်းမီးကိုအမြန်ပြေးရှောင်လိုက်ရပါရီတဖက်မှာတော့အယ်လီကဂျက်စီနဲ့တူတူလက်ဝေးထိုးလေးချိန်နေခဲ့ပြီးနန်လန်ထားကစားလူတယောက်ရဲ့ထိုးချက်တရားပြေးနာကြောင်မလို့ဂျက်စီကချီးကျူးလိုက်ပါရီလေးချိန်ပြီးရဲ့နောက်မှာတော့အယ်လီကကောင်းစီအဖွဲ့ဝင်တယောက်ဖြစ်တဲ့ဂျက်စီကိုဂျိုးအတွက်လက်စားချေဖို့ကိစ္စမှာသူ့ကိုကူညီဖို့ပြောလိုက်ပေမယ့်အများရဲ့ဆုံးဖြတ်ချက်နဲ့လိုရတဲ့ကိစ္စဖြစ်တာကြောင့် အဲ့ဒီနေနဲ့ပြောချင်တာတွေကိုစာရေးပြီးတော့ဒါမနေ့ကျရင်အဖွဲ့ဝင်တွေအားလုံးရှိမှပြောဖို့ပဲတိုက်တွန်းလိုက်ပါတယ်။နောက်တစ်နေ့ကောင်စီစည်းဝေးမှာတော့မြို့သူမြို့သားတွေကစီရာတွေအဖွဲ့ကိုတိုက်တယ်မတိုက်တယ်ကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးနေခဲ့ကြပြီးဂျိုးကသူတို့အတွက်ကျေးဇူးရှိရာကြောင့်စီရာတွေအဖွဲ့ကိုလက်စားချေဖို့လက်ရွေးစင်အဖွဲ့ကိုဆေးလို့တင်တယ်လို့ခံယူသူတွေကတစ်ဖက်ပြန်လည်တိစောက်ရေးကိုဦးစားပေးခြင်းသူကတစ်ဖက်နဲ့သဘောထားကွဲလွဲနေခဲ့ကြပါတယ်။ဒုလူကြကြဂျိုးနဲ့နှစ်တကူညမှာပြည်ထနာတက်ခဲ့တဲ့အဖိုးကြီးကတော့လက်တော့မြန်မဲကိစ္စကိုသဘောတူခဲ့တယ်လို့ အဲလီလေးကိုရောက်တဲ့အခါမှာတော့တညာလုံးရေးသားထားတဲ့စာတွေကို ACC ဖတ်ပြလိုက်ပါတယ်အဲနောက်ကောင်းစီအဖွဲ့ဝင်တွေကအသီးသီးမေးပြီးဆုံးဖြတ်လိုက်ကြတာကတော့လက်စားမချီရဲ့အတွက်ပဲဖြစ်ပါတယ်အဲလီရဲ့တစောက်ကန်းလှုပ်တတဲ့စိတ်ကိုပြေပြအောင်ကုသပေးဖို့အတွက်လေတွမ်ဘီကစိတ်ချမ်းသာရေးဆရာဝန်ဂေးနဲ့တွားပြီးတော့တိုင်ပင်ခဲ့ပါတယ်ဂျိုးအတွက်လက်စားပြန်ချေဖို့ကောင်းစီကလက်မခံတဲ့အတွက်အဲလီရတယောက်တည်းလက်စားချေဖို့ဆုံးဖြတ်လိုက်ပြီးတော့လိုအပ်တာတွေကိုပြင်ဆင်နေတဲ့အဲလီနာကိုမြေပုံတစ်ခုနဲ့အတူတူဒီနာရောက်လာခဲ့ပြီးစီရာတွေကိုသွားမဲ့လမ်းကြောင်းနဲ့လိုအပ်တဲ့လက်နက်ပစ္စည်းအပါအဝင် စာနယ်ဥက္ကဋ္ဌရဲ့အကြောင်းအသေးစိတ်ကိုပြောပြလိုက်ရင်မနေ့၃နာရီကြာရင်တွေ့မေလို့မှားခဲ့လိုက်ပါရီနောက်တနေ့မနေ့မှာတော့အယ်လီကချင်းတဲ့နေရာရောက်လာခဲ့ပြီးဒီနာနဲ့တူတူပါလာတဲ့သူကတော့နေ့တကူညမှာဂျိုးနဲ့ပြဿနာတက်ခဲ့တဲ့အဖိုးကြီးပဲဖြစ်ပါရီအဖိုးကြီးကအသက်ရွယ်ကြောင့်မလိုက်နိုင်တာကိုခွင့်လွှတ်ပေးဖို့ပြောလိုက်ရင်အယ်လီတို့အတွက်စီစဉ်လာတဲ့မြင်းကောင်စနိုက်ပါတစ်လက်နဲ့တူတူတခြားလိုအပ်တဲ့ပစ္စည်းတွေအားလုံးပေးလိုက်ပါရီအယ်လီကလည်းကျေးဇူးတင်ကြောင်းပြောလိုက်ရင်လက်ဆွဲနှုတ်ဆက်လိုက်ပါရီအယ်လီတို့ကဂျိုးရဲ့မြေပုံသွားကနှုတ်ဆက်ခဲ့ပြီးတဲ့နောက်မှာတော့နေရောက်သားကမြင်းစီးက WLF အဖွဲ့ရှိရဲ့စီရာတေကိုထွက်လာခဲ့ကြပြီးလက်ထောက်မှာတော့အပြန်အလှန်ဘီဒီဖွဲ့ကြရင်လည်းခီးဆက်ခဲ့ကြပါတယ်ဒီလိုနဲ့တောဦးတနီယာရောက်မှာတော့မျက်နှာမှာအမာရွတ်ရှိရဲ့လူတယောက်ရဲ့အလောင်းကိုတွေ့လိုက်ရပြီးတော့လက်ဘေးဝဲရမှာတော့တခြားအလောင်းတွေကိုတွေ့လိုက်ရပါတယ်ဒီဆုံးနေတဲ့အုပ်စုကဘရိုဟိတ်ကိုယုံကြည်တဲ့ကလေးငယ်ပါတဲ့အုပ်စုပဲဖြစ်ပါတယ်ဒီနာဟာအလောင်းတွေကိုတွေ့တဲ့အခါမှာတော့ထူးထူးခြားခြား ONR တွေထားပြလာကြအောင်မလို့အဲလီယာအန်အောနေပါတယ်ညဘက်ရောက်တော့ရွက်ပြင်းတဲတဲမှာနှစ်ယောက်သားကအိတ်နေကြတော့ဒီနာကရုတ်တရက်မီးအိမ်ကိုပြန်ထုံးလိုက်ပြီး နှစ်တကူညာကဒေပြားတွေပူးခဲ့ကြတဲ့အကြောင်းမေးလိုက်ပါတယ်။ဂီးဆလာကြိုင်းနဲ့စီရွာတဲမြို့အနီးကကားပြတ်တွေရှိတဲ့တနေရာကိုရောက်လာခဲ့ကြပါတယ်။မြောက်သားကစီရွာတဲကိုလှမ်းကြည့်လိုက်ကြပြီးတော့မြို့ဘက်ရှိရာကိုထွက်သွားလိုက်ကြပါတယ်။စီရွာတဲမြို့တနေရာမှာကင်းဆောင်နေကြတဲ့ကင်းသမားတွေစီကိုစကားပြောဆက်ကနေတဆင့်လမ်းကြောင်းရှိမရှိတဖက်ကလမ်းမီးနေလို့ကင်းသမားကမှန်မြောင်းနေကြည့်လိုက်ပြီးတော့လမ်းကြောင်းရှိနေလို့ပြန်ပြောလိုက်ပါတယ်။အဲနောက်တော့စစ်ကားတချို့နဲ့ဂုံးကြောင်းလျှောက်လာတဲ့စစ်သားတချို့ကလက်နက်ယူနီဖောင်းအပြည့်စုံနဲ့ မျိုးလမ်းမအတိုင်းခြိတက်လာတဲ့အချိန်မှာပဲ The Last of Us Season 2 Episode 3ကလည်းပြီးဆုံးလို့သွားခဲ့ပါပြီ The Last of Us Season 2ရဲ့ Episode 4၎င်း၁၈ Zero Day Quarantine ဇုံရဲ့မြို့လေလမ်းတိုင်းသွားနေကြတဲ့စစ်သားတွေကစကားပြောရင်တပြည့်ပြည့်ချီတက်လာကြပါရီ။ကားတွေကစစ်သားတွေကမြို့သူမြို့သားတွေကိုမဲဆန္ဒရှင်တွေလို့ခေါ်ပြီးတော့သူတို့ကြုံတွေ့ခဲ့ရတဲ့အရာတွေအကြောင်းပြောကလောင်ပြောင်ရီမောနေကြပါရီ။မြို့သားတွေကစစ်သားတွေကိုအမြဲလိုလိုစန့်ကျင်နေကြတာကြောင့်စစ်သားတွေနဲ့မကြာခဏတိုက်ခိုက်မှုဖြစ်ကြပါရီ။စစ်သားတယောက်ကမြို့သားတွေကို ဘာကြောင့်မဲဆန္ဒရှင်တွေလို့ခေါ်ရလဲဆိုပြီးတော့မေးလိုက်ချိန်မှာတခြားသူတွေကလည်းမသိခဲ့ကြလို့ညင်နေတော့မှကားရှိဘက်မှာထိုင်နေတဲ့စာဂျင်ကမျိုးသားရဲ့ရာပိုင်ခွင့်ကိုတင်လိုက်ပြီးမဲပေးခွင့်တွေကိုပါပိတ်ပင်လိုက်တာကြောင့်လောင်မြောင်ပြီးတော့မဲဆန္ဒရှင်တွေလို့ခေါ်ရဖြစ်ကြောင်းတီတီငင်ငင်ပဲပြောလိုက်ပါရီစာဂျင်ရဲ့စကားကြောင့်အာလုံးတိတ်ဆိတ်သွားကြချင်းကားမောင်းသမားကကားရှိမှာပိတ်လာတဲ့မျိုးသားတွေကိုတွေ့တာကြောင့်စာဂျင်ကိုအကြောင်းကြားလိုက်ပါရီအာလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီလက်နက်တွေကိုအသင့်ပြင်လိုက်တာကြောင့်မလို့စာရှင်ကအာလုံးထွက်လာရင်မလိုလားအဲ့တဲ့ပြဿနာတွေတက်လာနိုင်တယ်လို့ပြောရင်း မဲဆန္ဒရှင်တွေအကြောင်းမေးတဲ့စစ်သားတယောက်တည်းကိုပဲခေါ်သွားခဲ့လိုက်ပါရီစာရှင်ဟာတပတ်ကခေါင်းဆောင်ကိုဟန်ရာဟန်လာဆိုပြီးတော့မေးလိုက်ပါရီတပတ်ကစစ်သားကခေါင်းငိမ့်ပြတာကြောင့်မလို့ခဏစဉ်းစားလိုက်ပြီးတော့စစ်သားတွေရှိတဲ့ကားစီကိုပြန်သွားကဘုံနှလုံးကိုပြစ်ထည့်လိုက်ပါရီကားပြင်ထွက်လာတဲ့စစ်သားတယောက်ကိုလည်းတနက်နေ့ပြစ်တက်လိုက်ပြီးတော့သူနဲ့တူတူဆင်းလိုက်လာတဲ့စစ်သားကိုတော့တေးမလားရှင်မလားရွေးချယ်ခိုင်းပါရီအဲဒီကိစ္စဖြစ်ပြီး၁၇နှစ်ကြာမှာအယ်လီနဲ့ဒီနာတို့ဟာမျိုးရဲကိုရောက်လာကြတာပဲဖြစ်ပါရီဇီဝါတဲမျိုးရဲကိုပထမဆုံးရောက်လာတဲ့ဒီနာကတိုက်ခိုင်းနေရေကိုရှောက်ဝင်ကြည့်ရင် တွေ့ရမြင်ရသမျှကိုလည်းလမ်းပြောနေခဲ့ပါရီအဲဒီနောက်အပြင်မှာစောင့်နေတဲ့အဲလီစီကိုပြန်လာရင်နေရောက်သားကအတူတူထွက်လာခဲ့ကြပါရီဘုံဝကျဲပဲကြံခဲ့တဲ့နေရာအရောက်မှာအယောင်ဆုံးအလံစိုက်ထားတာကိုတွေ့လိုက်ရပြီးတော့နောက်တဲ့တနေရာမှာတော့ Federal ဝစ်စုံဝစ်ထားတဲ့စစ်သားအလောင်းကိုတွေ့လိုက်ရပါရီတောင်ကုန်းဘော်ကတိုက်တစ်ခုပေါ်မှာ WLF လို့ရေးထားတဲ့ဂျိုရုစလောင်းကိုတွေ့တာကြောင့်မလို့အဲလီကချက်ချင်းသွားကြဖို့ပြောပြီးမိနေရာကောင်းလေးဖြစ်နေရာကြောင့်ဒီနာကတော့ခီးတထောင်နာပြီးစကန်းချဖို့ပြောလိုက်ရင်တိုက်တလုံးနဲ့ဝင်လာခဲ့ကြပါရီ တို့စကန်ချိုင်းနေရကဂီတာတူရီယာရဲ့ပြည့်နေတဲ့အဆောင်တစ်ခုဖြစ်နေခဲ့သလိုဂီတာတစ်လက်ကိုဆွဲပြီးတော့ကျိုးညိလိုက်ရင်အမန်တရားကိုရရင်ရပြန်မရရင်ချောင်းသာသွားမယ်ဆိုတဲ့တချင်းလေးကိုမူပြင်းနဲ့ဆူလိုက်တဲ့အဲလီကိုထိုင်းကြည့်နေတဲ့သူကတော့ဒီနာပဲဖြစ်ပါရည်။ဒီဘက်မှာတော့စစ်သားဟောင်းအိုင်းဆက်ကဂန်နေစာဒေဟုပြောင်းနိုင်ခဲ့တဲ့အကြောင်းလေးကိုပြောနေခဲ့သလိုသူရဲ့နောက်မှာတော့ဘာမှအမာရွတ်အမှတ်သားလှုပ်ထားတဲ့စားခါတယောက်ကိုဖမ်းထားပါရည်။ငိန်ချိုင်းစီကောင်အရင်ဖောက်ပြက်ပြီးကလေးတွေကိုတမင်တက်ဖို့လေးကျင်ထားတဲ့စားခါကောင်လေးလို့ပြောလိုက်ပြီးတော့ ပူချင်းရဲ့ဒေဦးမိခင်ကိုတုံးပြီးတော့ဒူးသိချင်းတဲ့တရင်ချက်လက်တွေကိုမီးနေခဲ့ပါတယ်။ဘူးဆိုရင်တခွားသီးလည်းမသီးတဲ့စားခါကောင်ကြောင့်မလို့စိတ်တူသွားတဲ့အိုင်းဆက်ကလေးဒေါ်ပွားပြီးတော့တနက်နဲ့ပြက်သက်လိုက်ပါတယ်။အပြင်အဆောင်နေတဲ့နှစ်ယောက်ကတော့စားခါကောင်နဲ့တန်တာရသွားပြီလို့တယောက်မျက်နှာတယောက်ကြည့်ပြီးတော့ပြောလိုက်ကြပါတယ်။အိင်းနေညမှာတော့အယ်လီတို့ကတိုက်ခန်းတစ်ခုတွေကိုခိုးဝင်လာကြပြီးတော့ WLF ဝစ်စုံနဲ့အလောင်းတစ်ခုတွေ့ရကြောင်းမလို့သူတို့ရောက်နေတဲ့နေရာမှန်ပြီဆိုပြီးတော့ပြောလိုက်ပါတယ် အထက်ကိုဆက်ဝင်လာတဲ့အခါမှာတော့ဘိုင်ဟောင်းလောင်းနဲ့တွဲလောင်းဆွဲခံထားတဲ့ WLF တပ်သားအလောင်းတွေကိုတွေ့လိုက်ရပါပြီ။အလောင်းတွေကိုကြည့်ပြီးတော့အဲလီယာအန်အောင်းနေတဲ့အချိန်မှာဒီနာကတော့အန်နေပြန်ပါပြီ။ဒီနာကဒီလောင်းတွေကသူတို့ရှာနေတဲ့လူတွေမဟုတ်ဘူးလို့ပြောလိုက်ပြီးတော့အရှိကိုဆက်လာခဲ့ကြပါပြီ။အဲလီတယောက်အလောင်းတွေကိုကြော်လာတဲ့အခါမှာတော့နေရံပေါ်မှာ free her left ဆိုတဲ့စာရန်နဲ့ဒစီတစ်ခုကိုတွေ့လိုက်ပါပြီ။အဲဒါကြောင့်ဒီလူတွေကိုတတ်သွားတာကသူတို့တောအုပ်ထဲမှာတွေးကြရတဲ့လူတွေဖြစ်ကြောင်းဒီနာကပြောလိုက်ပါပြီ။အဲဒီမှာပဲစစ်ကူတွေရောက်လာကြအောင်မလို့အဲလီတို့လည်းပဲပုံနေလိုက်ကြပါပြီ။ ဝင်လာသူတွေကအလောင်းတွေကိုကြည့်ရင်စားကားတွေလောက်တာဖြဲချောင်းပြောလိုက်ပြီးတော့အိမ်ထဲမှာဆက်ရှာကြဖို့ပြောပါတယ်စစ်သားတွေကစားကားတွေရှိမရှိကိုဆက်တိုးပြီးရှာလာကြအောင်အဲလီတို့ကလည်းတနည်းအားဖြင့်တနည်းအားရွှေ့ပြီးတော့ပုံပါပါတယ်အဲလီကအပေါ်ရက်ကအခန်းတစ်ခုထဲမှာပုံနေတော့အထဲဝင်လာတဲ့စစ်သားတယောက်ကိုနပန်းဝင်လုံးပါတယ်သူတို့နှစ်ယောက်လုံးနေချိန်မှာနောက်ထပ်တယောက်ဝင်လာပြီးတော့တနက်နဲ့ပြစ်ဖို့လုံနေတော့မှာဒီနာကအချိန်မီရောက်လာပြီးတော့တနက်နဲ့ပြစ်တက်လိုက်တယ်လို့အဲလီကလည်းသူနဲ့လုံးနေတဲ့စစ်သားကိုဓားနဲ့ထိုးတက်ပြီးတော့ဗရင်းပေါက်ကိုခွဲကနှစ်ယောက်သားအောက်ကိုဆင်းပြေးကြပါတယ် အလီရိုထပ်ပြေးကြပြီးတော့တွေးရအပေါက်တစ်ခုတည်းကိုဝင်လိုက်တဲ့အချိန်မှာဥမင်တစ်ခုဖြစ်နေခဲ့ပြီးဒိုးနောက်ကိုလိုက်လာတဲ့စစ်သားတွေကဥမင်နဲ့ကိုရောင်းစုံမိဘန်တွေပြစ်ထည့်လိုက်ကြပါတယ်။မိဘန်တွေကမိုးကောင်တွေကိုမြားခေါ်သလိုဖြစ်စေပြီးတော့စစ်သားတွေကိုစတင်တိုက်ခိုက်ကြပါတယ်။အလီရိုကလည်းမိုးကောင်တွေလက်ကလွတ်အောင်ပြေးယထာအပြက်ထဲကိုရောက်သွားခဲ့ပါတယ်။မိုးကောင်တွေကဆက်မပြတ်လိုက်လာကြအောင်မလို့နှစ်ယောက်သားကယထာရဲ့အမိုးပေါက်ကနေပြီးတော့အပြင်ကိုထွက်ပြေးကြပြန်ပါတယ်။ဒန်စကားတစ်ခုကိုကြော်တက်ပြီးရဲ့နောက်ကျန်နေတဲ့ဒလက်တကားတစ်ခုစီကိုရောက်လာခဲ့ကြပါတယ်။ ။အဲလီကအရင်ဝင်လိုက်ချိန်မှာအနောက်ကလိုက်ဝင်နေတဲ့ဒီနာကိုမိုးကောင်တကောင်ကကိုက်လိုက်တာအကြောင်းမလို့အဲလီဟာသူ့ရဲ့လက်ကိုထိုးခံပေးလိုက်ပြီးနောက်မှာတော့မိုးကောင်ကိုတနက်နဲ့ပြတ်တက်လိုက်ပြီးဆက်ပြေးကြပါလေ။လုံယုံတဲ့တနည်းအားရောက်မှာတော့ဒီနာကမိုးကောင်ကိုက်ခံထားတဲ့အဲလီကိုတနက်နဲ့ချိန်လိုက်တာအကြောင်းမလို့ငငယ်လေးကမှုကောင်ရဲ့ကူးဆက်ယောဂါကိုခံနိုင်ရှိရဲ့လို့ပြောလိုက်ရင်တကယ်ပဲမယုံခဲ့ရင်သူ့ကိုတ냐လောက်စောင့်ကြည့်ပြီးတော့ထူးခြားလာရင်ပြတ်တက်လိုက်ပါလို့ပြောလိုက်တော့မှပဲဒီနာကလက်ခံလိုက်ပါတယ်။တ냐လုံးတနက်နေ့ချိန်နဲ့စောင့်ကြည့်နေတဲ့ဒီနာကိုတေးနိုးလာတဲ့အဲလီက လက်ကတံရကိုပြလိုက်ချိန်မှာတော့ဘာမှမဖြစ်တာကြောင့်ဒီနာလဲဝမ်းသာသွားပြီးတော့ပြေးနှံ့လိုက်တဲ့ချိန်မှာပဲဝရခိုင်ကြီးကစင်စာဖြက်အဲ့လီဩတနာလို့အဲလီယိုနှစ်ယောက်သားကရမတ်တွေထလာခဲ့ပြီးတော့ဆလောင်းဖုံးတစ်ချက်တီးကအိတ်လိုက်ကြပါရီနောက်တစ်နေ့မနက်မှာတော့နှစ်ယောက်သားကជីជីနူးနူးနဲ့နိုးလာကြပြီးတော့အာဘုံနဲ့နေကိုမေ့နေကြရင်းနဲ့နန်းလိုက်ကြပြီးတော့ကိုဝင်းကြီးရှိနေပြီလို့ဒီနာကပြောလိုက်ပါရီဟောဗျာဆလောင်းဖုံးနဲ့တီးတာကိုကိုဝင်းကြီးဟာရှိသွားတယ်အေးဆိုတော့ဇလန်ကနည်းနည်းတော့နက်နေတယ် IBA သူတို့ယူလာတဲ့စကားပြောစက်ကနေစားခါးတွေဝင်တိုက်နေရကြောင်းမလို့လေယူပြန်လာဖို့ပြောနေတာကိုကြားလိုက်ရတာကြောင့်မလို့အယ်လီတို့ကလည်းအပြင်ဘက်ကိုပြန်လာကြပြီးတော့ဒေဘုံတိုင်းထောက်ကလေယူရှိတဲ့နေရာကိုရှာလိုက်ကြပါတယ်။လေယူနေရာကိုတိပြီးရဲ့နောက်မှာတော့အဲ့ဒီကိုသွားဖို့ဆုံးဖြတ်လိုက်ကြပြီးမြောက်သားကတယောက်ရဲ့လက်ကိုတယောက်ဆုပ်ကင်လိုက်ကြတဲ့အချိန်မှာပဲ The Last of Us Season 2 Episode 4 Day 1ကလည်းပြီးဆုံးသွားခဲ့ပါတယ်။ရုပ်ရည်စကားကောင်းလေးတွေကိုအစဉ်အဆက်မပြတ် recap တင်ဆက်ပေးပါမလို့ကျွန်တော်ရဲ့ ZD4 Channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာ။ အားပေးကြပေးတဲ့များလေးစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ ZD4 ရဲ့ဝိုင်းတို့သားများကစုမုံကောင်းတောင်းပေးလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လေးအားလုံးကိုကျေးဇူးတင်ပါတယ်